စီးပွားရေးမှာအောင်မြင်ခြင်းနဲ့ဘဝမှာအောင်မြင်ခြင်းနဲ့ဆို action ကအရေးကြီးတယ်။လှုပ်ရက်ကအရေးကြီးတယ်။အပြောမဟုတ်အလုပ်သက်သေဆိုတာရှိတယ်။ action နဲ့ပြ action speak louder than words စကားလုံးတွေထက်လှုပ်ရက်တရားပို့ပြီးအတန်ကျဲတယ်တဲ့။ဟုတ်လားမဟုတ်လား။ကျွန်တော်အတန်ကျဲလား။ကျဲပါတယ်။အဲကျွန်တော်အတန်ပဲကျဲတာ။နော်။အဲ့လိုစကားလုံးတွေထက်ဘာပို့ပြီးကျဲလောင်ဖို့လို့လဲ action ပြောမဟုတ်အလုပ်နဲ့တသက်ပြအပြောမကြီးနဲ့ လှုပ်ဆောင်ချက်ဆောင်ရွက်ချက်ကြီးမားဖို့လို့တချို့ကအရန်အပြောကြီးတာစကလုံးနဲ့ရင်သေသွားနိုင်ဒါပေမဲ့လှုပ်ရက်ကကျတော့ PC ကြီးလေအဲ့လိုမဖြစ်ရအပြောကိုရှော့ရမယ်ဘာကိုရှော့ရမလဲအလုတ်ကိုပို့လောက်အောင်နော်အပြောလျှော့မှာလားခုနကတော့အကျော်လျှော့ပြီးသားပြီအပြောလျှော့ဖို့ပဲကျွန်တော်ဟုတ်တယ်ဟုတ်တယ်နော်အဲ့တော့အကျော်လျှော့တာနှိပ်ပေးလို့ရတယ်အပြောလျှော့တာနှိပ်လို့မရဘူးနော်အကောက်ကို break over ဆိုတော့အများကြီးတိတ်မပြောနဲ့ဒါပေမဲ့အများကြီးလောက်ပြလူတွေကကိုယ်ကြည့်ပြီးတော့အားကြလိမ့်လူတွေအားကြအောင်စကလုံးနေနဲ့လိုက်ကြွားစရာမလိုဘူးစူးစမ်းလိုက်ရုံပဲဟုတ်ပြီနော်စူးစမ်းအထုံးမှုက action အရေးကြီးအဲ့ဒီမှာမှကျွန်တော်တို့ရဲ့ attitude နဲ့ပါထပ်ပေါင်းရင်ဒီလူဟာတကယ်ကိုနော်ဒုံးပြန်လို့ပဲမိုးဘော်ပြန်တက်ပြီးတော့အောင်မြင်မှုတွေအမြင့်ဆုံးကိုရအောင် အဲ့ဒီကျုပ်ဒီခုနပြောတဲ့အမြင့်ကိုရောက်စေတော့အတွင်းကအရာဖြစ်တယ်လေဟုတ်တယ်မလားဒါကြောင့် mental framework အဲ့နှစ်ခုကိုကျွန်တော်တို့ရှေ့ဆက်ပြီးတော့ landing လုပ်နော်အခုရှေ့ဘိုင်းမှာထပ်ပြီးလေ့လာမှာအရင်ဆုံးကျွန်တော်တို့ growth ကိုအရင်ဆုံးလေ့လာမှာ growth ဒီကျွန်တော်တို့ရဲ့ဘာနဲ့သက်ဆိုင်လဲ action တွေ practical ဆိုတော့လက်တွေ့ကြတဲ့လုပ်ရက်တွေနဲ့နော်ပို့ပြီးတော့သက်ဆိုင်တယ်အဒီနေ့ဒီသင်တန်းမှာ action တွေလည်းညွှန်းပေးသွားမယ် action တွေသိမှကိုဘာဆက်လုပ်ရမယ်ဆိုတာသိမယ် ဘလို့လောက်ရက်တွေလောက်ရမယ်ဘလို့အလုပ်တွေလောက်ရမယ်ဆိုတာသိသွားမှာနောက်တစ်ခုကဘလို့စိတ်ထားရမလဲဆိုတော့အတွေးတွေခံယူချက်တွေ mental နဲ့ပတ်သက်တယ်အဲဒါကြောင့်စိတ်ပိုင်းရောရုပ်ပိုင်းရောစိတ်ဓာတ်ကောလောက်ရက်ကောနှစ်ခုစလုံးပေါင်းဆက်ပြီးတော့ဒီသင်္ဍန်က change လုပ်မှာဖြစ်တယ်ရမယ်နော်အဲ့တော့ attitude တစ်ခုတည်းပဲ change တာမဟုတ်ဘူး action လဲကျွန်တော်တို့က change လုပ်ဖို့လိုအပ်ပါတယ်အဲ့နှစ်ခုပေါင်းဆက်တော့မှ achievement ဆိုတဲ့အောင်မြင်မှုတွေရရှိမယ်ဟာ A ၃လုံးပေါ့ နော် action plus attitude attitude နှစ်ခုပေါင်းရင်ဘာရလဲ achievement နေရဟုတ်ပြီနော် achievement ဆိုတဲ့ကျွန်တော်တို့လရှိခြင်းနဲ့ရည်မှန်းချက်တွေအောင်မြင်မှုတွေရယူပိုင်ဆိုင်ခြင်းနဲ့အရာတွေဒါတွေ achieve ဖြစ်ရမယ်နော် okay